မင်္ဂလာပါရှင်။အော်တိုဘာလ24ရက်တောက်ကြနေရဲ့ဒုတိယကြိမ်းပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက်မြန်မာကိုယ်စားလှယ်အဖွဲ့ကွာလာလမ်ပူရောက်ရှိတဲ့သတင်းဖြစ်ပါတယ်။မလေးရှားနိုင်ငံမှာကျင်းပမယ့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေမတိုင်ခင်မြန်မာနိုင်ငံသားကြီးဝင်ကြီးဌာနအမြင့်တဲ့အတွင်းဝင်ဦးဟောက်ခမ်ဆုံးနဲ့ကိုယ်စားလှယ်အဖွဲ့ဟာကွာလာလမ်ပူလေးစိတ်ကိုအော်တိုဘာ24ရက်မနက်ပိုင်းမှာရောက်ရှိကြတယ်လို့သိရပါတယ်။ မြန်မာကိုယ်စားလှယ်ဖွဲ့ဟာကွာလာလမ်ပူလေးစိတ်ကိုမနေ့7/35မိနစ်မှာရောက်ရှိခဲ့တယ်လို့မလေးရှားအခြေစိုက်ဘာနာမာသတင်းဌာနကဆိုပါတယ်။ဒါအပြင်အရှေ့တီမောနိုင်ငံသားကြီးနဲ့ပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဖိလစ်ပိုင်နဲ့ထိုင်းနိုင်ငံသားကြီးဝန်ကြီးတို့လည်းဒီကနေ့မနေ့ပိုင်းမှာကွာလာလမ်ပူကိုရောက်ရှိနေကြပါတယ်။ မလေးရှားဟာယခုနှစ်ရဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ပြီးအားလုံးပါဝင်မှုနဲ့ရေရှည်တည်တံ့မှုဆိုတဲ့ကောင်းစင်နဲ့အတူယခုနှစ်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုအောက်တိုဘာ26ရက်ကနေ28ရက်ထိလက်ခံကျင်းပမှာဖြစ်ပါတယ်။အစည်းအဝေးကိုရုရှားသမ္မတပူတင်ကတော့ထိပ်သီးဆွေးနွေးပွဲမတက်ဘူးလို့မလေးရှားဝန်ကြီးချုပ်အန်ဝမ်အီဘရာဟင်ကအတည်ပြုပြောကြားလာပါတယ်။ဒါအပြင်မြန်မာနိုင်ငံကပူဇော်မှုကြီးမေအောင်လိုင်းလေတက်ရောက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့ မဲဆွဲစီဝင်ကာလမှာစီတန်းလှည့်ခွင့်မပြုတော့ဘဲဟောပြောစီဝင်ခြင်းသာခွင့်ပြုမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အောက်တိုဘာ28ရက်ကစပြီးနှစ်လတာမဲဆွဲစီဝင်မဲ့ပါတီတွေကိုစီတန်းလှည့်လည်ပြီးမဲဆွဲစီဝင်ခြင်းအားပြည်သူ့ရေကောက်ပွဲကော်မရှင် UEC ကခွင့်မပြုဘူးလို့သိရပါတယ်။စီတန်းလှည့်လည်မဲဆွဲခြင်းကိုလုံခြုံရေးအခြေအနေတွေအရခွင့်မပြုတော့တာဖြစ်ကြောင်း အဲ့ဒီအတွက်ဟောပြောစည်းရုံးကျင်းတာလှူဆောင်ရမှာဖြစ်ပြီးဟောပြောစည်းရုံးမဲ့မင်းဆွေဖို့အတွက်နေရာနဲ့ခွင့်ပြုမင်းကိုတင်ပြတောင်းခံဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။ပါတီတွေကိုမင်းဆွေစည်းရုံးရမှာစီတန်းလှည့်လည်ဝင်မရှိကြောင်းကိုအောက်တိုဘာ16ရက်နေ့က UEC နဲ့ပါတီတွေတွေ့ဆုံစင်မှာ UEC ကပြောဆိုခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြင့်ငယ်အထက်တန်းကျောင်းမှာဓာတ်ထုတ်မှုဖြစ်လို့၃ရက်တန်ရရှိရတဲ့တဲ့ရင်ဖြစ်ပါတယ်။ မန္တလေးတိုင်းမရပူရာမြို့နယ်မြင့်ငယ်မြို့အထက်တန်းကျောင်းမှာဓာတ်ထုတ်မှုဖြစ်ပွားပြီးကျောင်းသူနေအောင်နဲ့ကျောင်းသားတယောက်တို့ထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံမှာကုသမှုခံယူနေရတယ်လို့သိရပါဗျ။ဓာတ်ထုတ်ခံရမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေက grade 11ကျောင်းသားကျောင်းသူတွေဖြစ်တဲ့မတ်စုမြတ်နိုးဦး၊မတ်ရွှေစင်ငိမ်၊မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါဗျ။ဖြစ်တာကကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ကျောင်းသူတယောက်ရဲ့အမကသူ့ညီမကိုအေးအေးပူးပေးမယ်ဆိုပြီးကျောင်းထဲဝင် လုသွားတာလို့သိရပါဗျ။ ဲ့ဒါကိုတခြားချောင်းသူတွေကဝင်ဆွဲလာမှဒဏ်ရာရကုန်ကြတာဒါနဲ့လည်းပင်ထုခံရတဲ့တယောက်ကတော့ပြင်းနေလို့သိရတယ်ဆိုပြီးဒေသခံတွေကပြောပါတယ်တားထုတ်မှုမှာလေပင်ထိုးသွင်းတရားလက်ခုံနဲ့လေပင်ပြတ်ရှတရားတွေရရှိခဲ့ကြပြီးចောင်းသားတွေကိုစေကံမှတဆင့်စေယုံသူမြင့်ငယ်ကျစင်ဤအသိငွေမှအရေးပေါ်ပို့ဆောင်ရရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်